ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဥယေချမ်းပါဥဥယေချမ်းဟုတ်ပြီအသက်50ပါဆရာကြီးအရွယ်ကောင်းနေပဲနော်ဟုတ်ကဲ့မကွေးမှာနေပါတယ်ဟုတ်ပူရဒေတာပဲဟုတ်ကဲ့ရေနံအလုတ်လုတ်ပါတယ်တဲ့ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ကျွန်တော်အသက်30ကျော်ကျော်လောက်ကလေးကတဲ့မျက်ရည်ကျတဲ့ဝေဒနာခံစားနေရပါတယ်မျက်ရည်ပူဖြစ်မယ်သလားဟုတ်ကဲ့ ခုထိပါပဲဆရာကိုရင်ရောက်ဘူးတယ်လေဟုတ်ကဲ့ဒီရင်နံတွင်းရဲ့အခွေတွေပေါ့ဒီမြေဟုတ်ကဲ့ရင်နံလေဟုတ်ကဲ့ပါဆရာကြီးသူအခွေတွေဆရာတို့အဲဒီကားနဲ့ခြေကားလေးနဲ့ဖြတ်သွားဘူးတယ်ဟုတ်ကဲ့ပါဆရာကြီးခြေကားဖြတ်သွားဘူးလှမ်းကြည့်တာပေါ့ပြီးတော့ဩသူတို့ခင်ဗျာများနေဘူးကြီးမှလှုပ်တယ်တခြားဟိုအမြင်ညံ့တဲ့လှုပ်တယ်နော်ဟုတ်ကဲ့ပါဆရာဟိုမှာအပေါ်များတွေ့ကြည့်ဗျာကျင်းစိတ်ထဲမှာလေဟုတ်ကဲ့ပါဆရာမာဒူမူလီပေါ့နော်မူလီတို့တော့များပြုတ်ကြလာလို့ခေါင်းထိလိုက်အဲ့ဒါ အန်ရပဲလို့ကျောက်ကောင်းထိဟာဆရာစီဒီမှာအုတ်ထုတ်လေးအမားလေးစောင်းစီကြလိုက်တာလို့ဟုတ်ကဲ့ပါဆရာကိုမများရှိရင်စင်းအောင်ကိုစောင်းတာပါဆရာစင်းအောင်ပေးရကြလိုက်တာလို့အဲ့လိုစိတ်ထဲမှာပေါ်ပါတယ်ကျောင်းလို့အသက်ဆိုတာကကန်ဆောင်တယ်အညာဆောင်တယ်ဥစ္စာဆိုတာကန်ဆောင်တယ်ညံနဲ့ရှင်ပြီးတော့ပြုပြင်ပါလို့ပြောကြပါတယ်နော်ဟုတ်ကဲ့ပါဆရာ သူကမျက်ရည်ကျတဲ့ဝေဒနာပေါ့နော်အေးတဲ့အခါမှကြတာပါတဲ့ရာသီဥတုပူနေရင်မကြပါဘူးတဲ့ဟုတ်ပြီလေတိုးရင်လည်းကြပါတယ်တဲ့ဆိုင်ကယ်စီးရင်လည်းကြပါတယ်တဲ့ဟုတ်ပြီကျွန်တော်မျက်ရည်မကြအောင်တဲ့ဘလို့ပြုတ်မှုနေထိုင်ရမလဲအဲ့ဒါတည်းတော့တီရှူလေးသာဆောင်းပါဟုတ်ကဲ့ပါဆရာတီရှူလေးနှစ်မျိုးရှိတယ်လေဟုတ်ကဲ့ပါယူတီရှူဝက်တီရှူစာအစိုးတလေးပါတယ်ဟုတ်ကဲ့ပါဆရာအဲ့လိုဝက်တီရှူလေးနဲ့တို့တို့တုတ်ပေးပါလို့ဟုတ်ကဲ့ပါဆရာတို့တို့တို့လို့ရှိရင်ထွက်လာတဲ့ဟာတို့အလိုလို ထိမ့်သွားနိုင်တယ်ဟုတ်ကဲ့ပါဆရာထိမ့်သွားလိမ့်မယ်နောက်ဒီမျိုးလုံးကြည့်တဲ့အခါမှာကိုရှိမှကိုအသုံးပြတဲ့နေရာတွေပေါ့နော်ဟုတ်ကဲ့ပါဆရာမဇပွဲကင်းတို့မှုရာတို့ခြေနောင်တို့ဥမာနော်အဲ့လိုပစ္စည်းတွေအကုန်လုံးဟာအဝါနဲ့အပြာနှစ်ခုသုံးပါလို့ဟုတ်တပြည့်အရောင်ရင်းရင်မသုံးပါနဲ့အဝါနဲ့အပြာနှစ်ခုသုံးပါလို့အဲ့လိုအရောင်ကိုကြည့်တဲ့အခါလည်းပဲကျမ်းမာရေးမှာ လိုအပ်ပါတယ်အယောင်ကူတုံးပေါ့နော်ဟုတ်တယ်အမကိုယ်အိမ်မှာကိုရှင်းအိမ်ရဲ့လိုက်ကာလေးဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့ပါဆရာနော်မဇပွဲကင်းလေးဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့ပါဆရာအိမ်ခင်းလေးဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့ပါဆရာမခေါင်းစွတ်လေးဖြစ်ဖြစ်ပေါ့အဲ့ဒီမှာအဝါနဲ့အပြာအယောင်တို့ကြီးချင်းအဖြစ်တည်တာပါပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးစာဝနာခင်ဘုရားရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီး အခုမေကွန်းရှင်ကဥဖိုးထူးပါဥဖိုးထူးဟုတ်ကဲ့ဒလာပါဆရာဟုတ်ပြီမိပါတယ်အသက်42နှစ်အရွယ်ကောင်းဟုတ်ကဲ့ဒလာနော်၃ဘိန်းဆိုင်ကယ်ဖြင်းနေရေတန်ဘူးပို့ပါတယ်တဲ့ဟုတ်ပြီရေတန်ဘူးပို့တာပါနော်ဆရာကြီးခင်ဗျာတဲ့ကျွန်တော်ရေတန်ဘူးပို့ရင်ချော်လဲပြီးပေါင်ထိတ်ကို ထိသွားပုံရပါတယ်တဲ့อืมအဲ့တော့ဖြစ်တတ်တယ်လေလမ်းကြီးကမကောင်းတာစပင်းကရိယာပစ္စည်းကြီးက အားနဲ့ရဖြစ်တတ်ပါတယ်ဟုတ်ကဲ့။ထိသွားလို့ရှိရင်နည်းနည်းနားပေးရပါမယ်။ဟုတ်ကဲ့ပါဆရာ။နောက်ဓာတ်ပတ်ရိုက်ဖို့လို့ဓာတ်ပတ်ရိုက်ပါ။ဟုတ်ကဲ့ပါဆရာ။အထောဆောင်ရိုက်ဖို့လို့အထောဆောင်ရိုက်ပါ။ဟုတ်ကဲ့ပါဆရာ။နောက်အယူအကျော်ကျွမ်းကျင်သူပေါ့နော်။ဟုတ်ကဲ့ပါဆရာ။အင်္ဂလိပ်ဆရာအောင်ဖြစ်ဖြစ်အယူအကျော်ကျွမ်းကျင်သူတိုင်းရင်းစည်းဆရာဖြစ်ဖြစ်အဲ့ဒါနဲ့ပြပြီးလိမ့်ပါ။ဟုတ်ကဲ့ပါဆရာ။လိမ့်တဲ့အခါမှာတော့ဆရာရဲ့အမှတ်တရအကြံပေးချင်တာလေ။ဟုတ်ကဲ့ပါဆရာ။ပူတာတွေဘာမှမလိမ့်ပါနဲ့။ဟုတ်ကဲ့ပါဆရာ။အေးတာလေးကိုလိမ့်ပါ။ဟုတ်ကဲ့ပါဆရာ။အဲ့ဒီအေးတဲ့ဆိုတာလေ ခက်ခဲမရှာပါနဲ့ဟုတ်ကဲ့ပါဆရာနေဦးတရခါလိမ့်မှာဟုတ်ကဲ့ပါဆရာညောက်ကရမက်လိမ့်မှာဟုတ်ကဲ့ပါဆရာနေဦးတရခါတော့၃ကောင်လိမ့်နိုင်ရင်ကောင်းနိုင်တယ်ဟုတ်ကဲ့ပါဆရာညောက်ကရမက်ကတော့တကြေးစုလုံးတော့တယ်ဟုတ်ကဲ့ပါဆရာနေတရခါညောက်ကရမက်နေတရခါညောက်ကရမက်လိမ့်မှာအဲ့လိမ့်တဲ့ခါမှလဲတကောတကောရက်ပါဟုတ်ကဲ့ပါဆရာရှင်းသွားတက်လည်းဖြစ်တယ်လေဟုတ်ကဲ့ပါဆရာအဲ့ဒီမှာဆရာရဲ့ကြုံတိုင်းပြောတယ်ဒါမေးကြပါဆိုလို့ကရမက်ကိုရဲရတော့ ်တကယ်မစားဘူးဟုတ်ကဲ့ပါဆရာကြီးဂရမန်တကယ်တကယ်အစိတ်ပဲနော်နိုင်ဝက်လောက်ခွာမှာပေါ့နော်ခွာရပါတယ်ဟုတ်ကဲ့ပါဆရာကြီးသူရေးထားတာလေးဖတ်ပြမယ်နော်ပြပါဟုတ်ပါသူကညာဘက်ပါတဲ့ရန်ကုန်အယိုးကျော်ဆေးရုံမှာပြပြီးတော့တဲ့ဓမ္မန်ရိုက်ပါတယ်တဲ့အကောင်လိုက်တာပေါင်ထိတ် joint အဆက်ပေါ့နော်အယိုးကပုံပြက်ပြီးပြားနေပါတယ်တဲ့မဖြစ်နဲ့ joint အဆက်ကပုံပြက်ပြီးပြားသွားတယ်ပေါ့နော်ဟုတ်အဲ့ဒါသူတခုဖြစ်မယ်နော် လဲလိုက်တာတို့တိုက်ပြီးတာတို့ဟာလဲတာလေးဆရာကြီးအဲ့ဒါဘူးပို့ရင်းနဲ့ချော်လဲတာဟာပစ္စည်းတွေမလိုက်တာတို့ဘောတော့အခုတော့လဲတာကြောင့်ဖြစ်တာခွဲစိတ်ရင်တဲ့30ကုန်မယ်လို့ပြောပါတယ်တဲ့မိသားစုစားဝတ်နေရေးအရာတဲ့ရေတန့်ကတော့ပို့နေရဆဲပါတဲ့ဘလို့နေထိုင်စားတော့ရမလဲသိကြပါလားရေတန့်ဘက်ထရီလေးဆိုကောင်းပါနော်နင်းတာဟိုဝင်နေလေဟိုမဟုတ်ဆရာကြီးရဲ့ဟိုနင်းအိမ်ရှိရထမ်းပြီးဝင်ပို့ရသေးတာဟုတ် အေးအဲ့ဒါတော့ကိုယ်မေတ္တာရက်ခံရမယ်လေကျွန်တော်ပို့ကျင်တယ်ကျွန်တော်မှအဲ့လိုယောဂတခုရှိလို့ပါကျွန်တော်ဆောက်ရှောက်ပြီးတဲ့ဆရာကအဲ့လိုထမ်းပြီးတော့မသွားစီခြင်းဘူးလို့ပြောပါတယ်ကျွန်တော်အဝမှာလည်းကြားပြရစီအဲ့လိုချူချူကြီးကြီးနဲ့မေတ္တာရက်ခံကျန်တဲ့လူတွေတလားပါပေါ့ဟုတ်ကဲ့အေးရတယ်အဝမှာပဲထားတာတို့တို့တွေ့မယ်ပေါ့နော်အဲ့ဒါလေတချို့ကြတော့ကတိကသက်လောက်တတ်တယ်လေအထဲကြောင်ဖို့ တ်ဟုတ်တယ်ဟိုနာရွှေလဲဟိုဟုတ်တယ်ဆရာကြီးခိုင်းကောင်းနဲ့ခိုင်းတဲ့သဘောဟုတ်ကဲ့ပါဆရာအဲ့လိုဟိုနဲ့ခိုင်းတဲ့လူကြီးလည်းပဲခိုင်းတဲ့လူတွေကိုလည်းပဲဆရာပြောချင်ပါတယ်သူ့မှာအဲ့လိုယောဂခံရှိတယ်လို့ပြောပြထားရဲ့တက်တက်ညာညာနဲ့တယောက်တော့ကူညီရိုင်းမင်းညပါလို့ဟုတ်ကဲ့ပါဆရာကြီးသူဘလို့နေထိုင်စားတော့ရမလဲတဲ့ဟုတ်ပြီခုနကတော့လိမ့်စေဆရာကြီးပြောပြီးပြီပေါ့နော်ဟုတ်ပြီစားတာနဲ့ပတ်သက်လို့တော့ဟုတ်ကဲ့ပါဆရာကြီးအကြော်ဒီမစားပါနဲ့ဟုတ်ကဲ့ပါဆရာကြီးမကြက်တာစားပါ ုတ်ကဲ့ပါဆရာ။ဟိုကအကြွေးတို့စမူစာတို့ဘုရားကျော်တို့ငမုတ်ကျော်တို့အာလူကျော်တို့နော်အကျော်ကလွှင့်စားပါ။ဟုတ်ကဲ့ပါဆရာ။အကျော်တော့ရှောင်းလိုက်ပါလို့အကျော်နဲ့ဒီလေနဲ့ကလောကမတည်ဘူးလေ။ဟုတ်ကဲ့ပါဆရာ။ကျော်နဲ့အကျော်သာရှောင်းပါနော်။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။ဟုတ်ပြီအားလုံးပဲစာဝနာကင်ဘုရားရှင်ကြပါစီဗျာ။ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်အေးချိုဝင်းမှာ Dr. H ဟုတ်ပြီ။ဟုတ်အသက်52နှစ်ပါဆရာကြီး။ဟုတ်ပြီ။လှိုင်းသားရမှာနေပါတယ်။အိမ်အလုပ်ပဲလုပ်ပါတယ်တဲ့။ဟုတ်ပြီ။ဆရာကြီးရှင်နဲ့ကျမမာတဲ့အစာအိမ်နဲ့ဥလန်းချောင်းမူမမှန်တဲ့ယောဂါ IBS ရှိနေပါတယ်တဲ့။အစာအိမ်ရောဥလန်းချောင်းရောဥလန်းချောင်းမူမမှန်တဲ့ယောဂါတဲ့ဟုတ်။အနည်း20လောက်ရှိပါပြီတဲ့ဟုတ်ပြီမှန်ပြောင်းလဲတဲ့အပေါ်ရောအောက်ရော၄-၅ချိန်ကြည့်ပြီးပါပြီတဲ့ဟုတ်ပြီ စိတ်နဲ့လည်းဆိုင်ပါတယ်တဲ့မှန်ပါတယ်စိတ်ဆရာဝင်နဲ့လည်းပြပါတယ်တဲ့ဟုတ်ပြီအပူအပူအဆက်နဲ့အကျော်တဲ့လုံးဝမစားပါတဲ့အဲဆက်ဆောင်ပါဟုတ်ကဲ့အပူအဆက်နဲ့အကျော်မစားသလိုအချင်းနဲ့အခါတော့စားပါလို့ပြောကြပါဟုတ်ကဲ့ပါဆရာရင်အတီးအရွက်ကိုတဲ့တခါတရံစားပါတယ်တဲ့စားပါပြုတ်စားပါဟုတ်ကဲ့ပါတုတ်စားပါဟုတ်ကဲ့ပါညို့ချက်တော့ပါဟုတ်ကဲ့ပါဆရာကြော်စားတာမျိုးတော့မစားပါနဲ့ဟုတ်ကဲ့ပါဆရာအချိုမတက်လို့ အချင်းမတဲ့လို့တဲ့အချိုများများစားပြစ်ပါတယ်တဲ့အဲ့ဒါလည်းပဲအချိုကြီးတိတ်များများစားပြရင်လည်းပဲစီဂျူတို့သွေးဂျူတို့တက်လာနိုင်တယ်ဟုတ်ကဲ့ပါဆရာ။မြန်မြန်စားရတဲ့ပြတ်တအောင်စားတာကောင်းပါလေ။ဟုတ်ကဲ့ပါဆရာ။အသီးနဲ့အသီးနဲ့အချင်းစားရင်နဲ့ဝမ်းလျောလို့ပါတဲ့။အသီးနဲ့အချင်းကိုစားရင်ဝမ်းလျောလို့ပါ။အဲ့ဒါတော့ကိုယ့်ရဲ့စားလိုက်တဲ့အခါမှာ ဘယ်အသီးနဲ့ကိုနဲ့မတည့်ဘူးလဲပေါ့ဟုတ်ကဲ့ပါဆရာဒါတယောက်တောင်မတူဘူးလေဟုတ်ကဲ့ပါဆရာမတည့်တဲ့အသီးဆိုရင်မစားပါနဲ့ဟုတ်ကဲ့ပါဆရာနော်တချို့မတည့်တဲ့အရွက်ရှိတယ်တူဦးနဲ့တူမတူအလတ်ရှိပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့လိုမတည့်မတည့်တဲ့အသီးတို့မတည့်တဲ့အရွက်တို့မတည့်တဲ့အပွင့်တို့ဟုတ်ကဲ့ပါဆရာအဲ့လိုရှောင်ပါတို့ဟုတ်ကဲ့ပါဆရာဘိုင်းရှောင်ခြင်းဟာလည်းစီးတပါပဲဟုတ်ကဲ့ပါဆရာဆရာဒီတချို့ဟိုဟာတွေကြတော့တချို့အချင်းတွေပေါ့နော်ထညက်ကလေးနဲ့စားရင်အဆင်ပြေနိုင်လား တချို့အချင်းဆိုတာဘလို့အချင်းမျိုးပြောတာလဲမကြီးသေးပါဆရာမကြီးသေးနဲ့ထင်ရတဲ့တယ်ဗျာဟုတ်ကဲ့ပါဆရာတဲ့ပုံတင်နေရကွာကိုဝင်းကိုကိုတတိထားရမယ်ဟုတ်ကဲ့ပါဆရာဝင်းကချုပ်နေခဲ့ရင်ဟုတ်ကဲ့ချင်းချူလေးဖြောင်းစားရမယ်ချင်းချူစားချင်းချူစားအချင်းအချင်းများများလေးနဲ့ထင်နေနေပေါ့ဟုတ်ကဲ့ပါတကယ်လို့ကိုကဝင်းသွားနေရင်လေလေနဲ့ရင်ဘလို့စားမယ်လားဆိုချိုးများများလေးစားချိုးချင်းပေါ့ဟုတ်နော်ဟုတ်ကဲ့ပါဆရာအဲ့လိုအတူအလျှော်လေးလုပ်ထားပါဦးသမီးရဲ့ ဟုတ်ကဲ့ပါဆရာဒါတိုင်ရင်စီးပညာမှာတော့အဲ့ဒါဟာသိသိမ့်မှုတွေသမီးဟုတ်ကဲ့ပါဆရာအစာဦးလေဟုတ်ကဲ့ပါဆရာရှင်းကျင်တာပေါ့နှိုင်းချိန်တာပေါ့ဟုတ်ကဲ့ပါဆရာသူကလေဖြစ်နေတာကတဲ့အခုနောက်ဆုံးဖြစ်နေတာကတဲ့အာကောင်ချက်တာပါတဲ့ဆရာဝင်ပြလည်းမတတ်တာရေတောက်ရေလဲတောက်ပါတယ်တဲ့ရေနွေးလဲတောက်ပါတယ်တဲ့ကျေးဇူးပြုပြီးဖြေချပေးပါနော်တဲ့သမီးအဲ့ဒါတော့ရေနွေးတော့မတောက်စေချင်ဘူးဆရာလေဟုတ်ကဲ့ပါဆရာရေတောင်မှ ရေတန်းကိုမဲစလီရွက်ကွေးတော့ရဲ့ဟုတ်ကဲ့ပါဆရာအဲ့ခါတဲ့အရွယ်လေးကိုပြုတ်ရမှာနော်ဟုတ်ကဲ့မဲစလီမဲစလီဘူးလေးအဲ့ဒီပြုတ်ရည်လေးကိုပထမငုံဟုတ်ကဲ့ပါဆရာသုံးကလောက်ကလေဟုတ်ကဲ့ငုံ10မိနစ်လောက်2မိနစ်လောက်ငုံပြီးထွေးထုတ်လိုက်ဟုတ်ကဲ့ပါဆရာငုံထွေးထုတ်လိုက်သုံးကလောက်ထွေးပြီးတော့မှအဲ့တော့ပါတောက်တဲ့ခါမှာဒီလိုကြိုက်ကြိုက်ကြိုက်နဲ့မြန်မြန်မတောက်ကြပါဘူးနေနေချင်းတောက်ပါမြင်တော့ပါ အရပါခံအဲ့လိုပြင်းတော့တယ်မှန်ပါတယ်ဟာဒီကိုအစားအိမ်ဒီ level ရတယ်ပြီးတော့ရှားနေစပြီးဆင်းသွားတယ်အရတာကိုကိုခံစားတော့မော်နော်ဟုတ်ကဲ့ပါဆရာတော့ချင်းအဖြစ်သူတိတာလာမှာပါဟုတ်ကဲ့နောက်အထူးသဖြင့်တော့ဒီတို့တမိပြောနေတယ်ဆိုတော့ဆရာရလေသာတမိကောင်းကောင်းလေကြည့်ဟုတ်ကဲ့ပါဆရာလေဖို့ဒီလေကြည့်ဟုတ်ကဲ့ပါပို့ပါတော့မှာဟုတ်ကဲ့ပါဆရာအဲ့လေလေဖို့အတွက်ကလည်းပဲ မြမအစာထဲမှာဓာတ်စာနဲ့ပြောလို့ရှိရင်ပေဂရီပါပေဂရီပါပေဂရီပါဟုတ်ကဲ့ပါဆရာပေဂရီပါပြောကိုယ့်အိမ်မှာကိုပြုတ်လေဟုတ်ကဲ့ပါဆရာစရောပဲတွေပါတို့ကတော့ဆော်တာဘာမှပြုတ်လို့ရရဲ့သူကဟုတ်ကဲ့ပါဆရာပေဂရီပါပြုတ်ပါအဲ့ဒီပေဂရီပါပြုတ်လေးကိုကျက်တော့အနီလေးနှုတ်လို့လီလီဟုတ်ကဲ့ပါဆရာအဲ့ဒါကိုတုတ်လိုက်ဟုတ်ကဲ့ပါဆရာတုတ်ပြီးအဲ့ဒါလေးစားပြီးရင်လည်းတည့်ပါတယ်လို့ဟုတ်ကဲ့ပါဆရာတပတ်ကိုမတည့်ရချား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 တပတ်ကို၄ရက်လောက် စားပြီးအဲ့ဒါကစီးဖြစ်ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ကောင်းပါပြီအားလုံးပဲစာဝနာခင်ဗျာရှင်းကြပါစီဗျာ